ားတွေပေါ့နော်ကနန်းလေးတစ်ခွက်ဒါပြပေးမယ်ပေါ့နော်ကနန်းလေးရလဲဒါဒဲလေးပဲထိုးအောင်ပါပေါ့နော်ဒဲလေးပဲထိုးအောင်ပါဆိုတော့အဲကနန်းလေးကိုကျွန်တော်အနေနဲ့ဒါကျွန်တော်3 degree mixture မှာဟိုပြတာပေးမှာဖြစ်ပါနော်အဲ့တော့ကျွန်တော်တို့ break လေးကိုအရင်ဆတွားလိုက်အောင်ဗျ break လေးကဒီကမှာ break လေးကဘယ်လိုလာနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2020နှစ်မှာပေါ့နော်ငါးထိပ်လို့စရိုက်တယ်ပေါ့နော် ငါထိတ်လို့ရိုက်ပြတာနဲ့သူ့ရဲ့နောက်နှစ်မှာ break နဲ့ငါထိတ်ရဲ့ပြီမှာ break နဲ့လို့စရိုက်တယ်ပေါ့နော်သူရိုက်ဖို့အတွက်ကလည်းကျွန်တော်တို့ဒီဒီမှာငါထိတ်လို့ရိုက်တယ်လို့ပဲသူ့ရဲ့ဆောင်းမြင်းကုန်မှာလည်းငါထိတ်လို့ရိုက်တယ်ငါထိတ်ရဲ့အောက်မှာမှာ၄ထိတ်လို့ရိုက်ပြီးတော့မှသူ့ရဲ့အောက်မှာ break နဲ့ပေါ့နော်ဒီငါထိတ်ရဲ့ပြီမှာ break နဲ့လို့ပြောရလမှန်တာပေါ့နော်သူ့ရဲ့အပေါ်မှာက ဒီကျွန်တော်တို့၅ထိပ်၄ထိပ်လို့ရိုက်တာပေါ့နော်၅ထိပ်၄ထိပ်ပြီးတော့၅ထိပ်၅ထိပ်၅ထိပ်၆ထိပ်အဲ့လိုတော့မှာပေါ့နော်၅ထိပ်ရဲ့ဘေးမှာပြိတ်နဲ့လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ၅ထိပ်ရဲ့ဘေးမှာပြိတ်နဲ့လို့ရိုက်တယ်ပေါ့နော်ရှေ့ကမှာတော့သူ့ရဲ့အဆောင်မြင်းကုန်လေးမှာဒီ၅ထိပ်ကဒီကို၅ထိပ်လို့ရိုက်ပြီးတော့မှသူ့ရဲ့အောက်မှာ၅ထိပ်ရဲ့အောက်မှာ၄ထိပ်လို့ရိုက်တယ်ပေါ့နော်၄ထိပ်ရဲ့အောက်မှာမှဒီမှာ၅ထိပ်လို့တစ်ခါထပ်ရိုက်တယ်ပေါ့နော်ကျွန်တော်ပြောရှင်းနေမယ်လို့ဒီမှာတော့၅ထိပ်ရဲ့ဘေးမှာပြိတ်နဲ့လို့ရိုက်တယ်သူ့ရဲ့အပေါ်မှာလည်း၅ထိပ်၄ထိပ်လို့ရိုက်ကြတယ် ငါးထိပ်ရဲ့ဘေးမှာလည်းကျွန်တော်တို့ဒီမှာ brain နဲ့လို့ရိုက်ထားတယ်သူ့ရဲ့အပေါ်မှာလည်းငါးထိပ်ငါးထိပ်လို့ရိုက်ထားတယ်ပေါ့နော်ငါးထိပ်ရဲ့ဘေးမှာလည်းဒါ brain နဲ့လို့ရိုက်မယ်ပေါ့နော်ဒီကနန်းလေးပေါ့နော်အဓိကတော့ဒီကနန်းလေးနှစ်ခုကိုကျွန်တော်ထည့်ပေးမှာပေါ့နော်အဲ့တော့ငါးထိပ်ရဲ့ဘေးမှာ brain နဲ့ကလေးဖေးဦးမလားပေါ့နော်သူ့ရဲ့ဆောင်းမှာလည်းဒီမှာငါးထိပ်ကငါးထိပ်လို့ရိုက်ပြီးတော့မှငါးထိပ်၄ထိပ်ငါးထိပ်ငါးထိပ်နဲ့ငါးထိပ်၆ထိပ်ဆိုပြီးတော့သူ့ရဲ့အောက်မှာသူ့ရဲ့အပေါ်လေးမှာဒါရိုက်ထားပြီပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဒီ brain နဲ့ဆိုတဲ့ကနန်းလေးကိုစထည့်မယ်ပေါ့နော် brain နဲ့ဆိုတဲ့ကနန်းလေးကို ကျော်ဒီတိုင်းလေးမပြခင် तू ကဒီဒီကနေ့ကိုဘာလို့ထည့်လဲဆိုပြီးရှင်ကျွန်တော်တို့ဒီနှစ်၂၀ချားလိုက်နေပေါ့ဆယ်နှစ်ချားလိုက်နေပေါ့เนาะကြည့်လိုက်မယ်ဆိုရင်လည်းဆယ်နှစ်ချားလိုက်နေငါးဆွန်းတဲ့ခုနဲ့ဆယ်နှစ်ချားလိုက်မှလည်းနှစ်သုံးခုဆိုတဲ့ကနေ့အာ light ထွက်ထားရပေါ့နော်ဒီမှာလည်းကျွန်တော်ငါးဆွန်းတဲ့ခုနဲ့ဆယ်နှစ်ချားမှလည်းနှစ်သုံးခုဆိုတဲ့ကနေ့ light ထွက်ထားခဲ့ပေါ့နော်ဒီမှာငါးဆွန်းတဲ့ခုနဲ့ဆယ်နှစ်ချားလေးမှဒီမှာနှစ်ခုသုံးဆိုတဲ့ကနေ့လေးကိုအစအနေနဲ့တဲလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာငါးထည့်ရပေးမှာ brain နဲ့လို့ရိုက်တဲ့အချိန်မှာ तू က ထိုင်နှလုံးမောင်းညင်းကိုရှက်လို့ရိုက်ထားတယ်ပေါ့နော်ထိုင်နှလုံးမောင်းညင်းကိုရှက်လို့ရိုက်ထားတယ်ဒီကျွန်တော်တို့နောက်ပိတ်ကခါလို့ဝင်ပြီးတော့မှ၄တက်အတွဲနဲ့ break net ကိုရိုက်ထားတာပေါ့နော်သူကတော့၄တက်ခွန်ဆိုတဲ့ကနေရိုက်ထားတာပေါ့နော်ကျွန်တော်ပြတာရှင်းမှရှင်းမယ်လို့ထင်ပါတော့၅ထိပ်ရဲ့ပြီမှ break net လို့ရိုက်တယ်သူရဲ့အပေါ်မှာ၅ထိပ်၄ထိပ်လို့ရိုက်တယ်၅ထိပ်၄ထိပ်ပြီးတော့၅ထိပ်၅ထိပ်9ထိပ်6ထိပ်ပေါ့နော်သူကအဲ့လိုလာတာပေါ့နော်အဲ့လိုအဲ့လိုလာပြီးရတယ်သူက9ထိပ်ရေးပေးမှာ break နဲ့လို့ရိုက်တယ်သူရိုက်တော့ကျွန်တော်တို့ဒိစီနှလုံးမောင်းရှစ်လို့ရိုက်တယ်နောက်ပိတ်ကခါလို့ဝင်နေပေါ့နော် အဲ့တော့ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်လေးတက်တို့ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခွန်ပိတ်ကလေးထည့်ပြီးမှလေးတက်ခွန်တက်ဆိုလို့ကနေထွက်တာပေါ့နော်ဒါတက်ကပ်ပေါ့နော်2020နဲ့ပြီးတော့2023မှာကျွန်တော်တို့ဒီမှာ၅ထိပ်ကလေးရိုက်တယ်ပေါ့နော်၅ထိပ်ရဲ့ပြီးမှလည်း break နဲ့ဆိုတော့ကနေလေးဒါရိုက်တယ်ပေါ့နော် break နဲ့ရဲ့ပြီးနားလေးမှလည်း ဒီ brain နဲ့ခဏလေးရလဲသူ့ရဲ့အပေါ်မှာ၅ထိတ်၅ထိတ်လို့ခံပြီးတော့မှာ brain နဲ့ဆိုပဲခဏကိုရိုက်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကသူ့ရှိကတိုင်မှာသူ့ထွက်တဲ့အချိန်မှာ taxi နှလုံးပေါင်းရှစ်လို့ရိုက်တယ်နောက်ပိတ်ကခါလို့ဝင်တယ်ပေါ့နော်ဒီခဏကိုကျွန်တော်တို့ကအရွှေသမားတွေဆိုတော့ရွှေ့ကြည့်တယ်ပေါ့နော်ဒီခဏနေရရွှေ့လို့မရဘူးပေါ့နော်ဒီလိုပဲထုတ်လို့ရတာပေါ့နော်ဒီလိုပဲထုတ်လို့ရတဲ့အတွက်ဒီလိုလေးပဲကျွန်တော်တို့ရိုးရှင်းစွာပဲကျွန်တော်ထုတ်ပြလိုက်တယ်နော်အဲ့တော့၅ထိတ်ရဲ့ပြင်မှာ brain နဲ့ရိုက်တယ် taxi နှလုံးပေါင်းကိုရှစ်လို့ရိုက်တယ်ဒီနောက်ပိတ်ကခါလို့ဝင်တယ်အဲ့တော့၃၃နဲ့ brain နဲ့ဖြစ်အောင်ဆိုရင်6ကပ်ပြီးတော့မှ336ဆိုတော့ခဏတဲ့တကွက်ထဲထွက်တော့ပေါ့နော် ်နောက်ထပ်ကျွန်တော်တို့ဒီနားလေးမှာလဲငါးထိပ်ရဲ့ဘေးမှာ break နဲ့လို့ရိုက်တယ်ငါးထိပ်ရဲ့ဒီငါးထိပ်ကသူ့ရဲ့စောင်းငါးထိပ်လို့ရိုက်ပြီးတော့ငါးထိပ်ရဲ့အောက်မှာဒီငါးထိပ်လေးထိပ်ငါးထိပ်ငါးထိပ်ငါးထိပ်၆ထိပ်ဆိုပြီးတော့သူကအညီရိုက်ထားပေါ့နော်အဲ့တော့သူ့ရှိကတိုင်ပြေးဦးမှာဆိုထိပ်စင်းနှလုံးပေါင်းကိုရှစ်လို့ပြီးရမှာပေါ့နော်နောက်နောက်ဘက်ကအခါလို့ဝင်ပြီးမှာနှစ်ခွန်တွဲကိုကျွန်တော်တို့က ဒီ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်၃កាយမှာပေါ့เนาะအဲ့တော့2.3ဆိုတဲ့ကဏ္ဍလေးတဲတကွယ်ဖက်ထွက်တာပေါ့เนาะ2.3 daily ထွက်ပါတယ်ခင်ဗျာသူကလည်း7နဲ့ချလိုက်မှာလည်း2.3ခုဆို2.3ပဲလေးလေးရာလည်းထွက်ထပ်ပေါ့เนาะငါဆုံးတဲ့ခုနဲ့7နဲ့ချမှာလည်း2.3ဆိုတဲ့ကဏ္ဍလေးထွက်ထားတယ်ငါဆုံးတဲ့ခုနဲ့7နဲ့ချလိုက်မှာလည်း2.3ဆိုတဲ့ကဏ္ဍလေးဒါထွက်ထားတာပေါ့เนาะအဲ့တော့ ဒီမှာနှစ်ကုံသုံးဆိုတဲ့ကဏ္ဍလေးဒါထွက်လိုက်ပြီးတော့เนาะအဲ့ဒါဒီနားလေးမှာ brain နှစ်ရှိတဲ့အတွက်နှစ်ထိပ်စီနဲ့နောက်ထပ်ကျွန်တော်တို့ဒီ movie clip ရှိတယ်ပေါ့เนาะကျွန်တော်တို့ဒီ80ဒီနှစ်ဆွနဲ့ခုနှစ်ကနေ၅ဆွနဲ့ခုနှစ်ကိုလိုက်ဖြစ်တာပေါ့เนาะအစတော့82နဲ့85မှာတော့မဖြစ်ဘူးเนาะ82နဲ့85မှာတော့သူကဖြစ်တာပေါ့เนาะဒီကျွန်တော်တို့ဒီ ီကနေ့လေးပေါ့နော်82ခုနဲ့ကနှစ်ဆွန်းနဲ့ခုနဲ့ကနေ52ခုနဲ့ကိုဒါဆောင်းရိုက်နေတာပေါ့နော်သူကနှစ်ဆွန်းနဲ့ခုနဲ့မှာကျွန်တော်တို့ဒီ463ဆိုတဲ့ကနေ82ခုနဲ့မှာပေါ့နော်82ခုနဲ့မှာ463ဆိုတဲ့ကနေတင်းနဲ့သူ့ရဲ့အပေါ်နေတင်းနဲ့3လေး၄ချိန်ကြီးလိုက်ဒီ463ဒီမှာ643လို့ထွက်တာပေါ့နော်အဲ့တော့ဒီ82ပြီးတော့62ခုနဲ့မှာလည်းဒီမှာ968ဆိုတဲ့ကနေတင်းနဲ့3လေးသူ့ရဲ့အပေါ်နေ၄ချိန်ကြီးလိုက်ပေါ့နော်968ကိုဒီမှာ698လို့သူကပေးထားတာပေါ့နော်ဒီမှာလေကျွန်တော်2000ခုနဲ့မှာကျွန်တော်2000ခုနဲ့ကနေ5000ခုနဲ့ကိုရိုက်တဲ့အချိန်မှာ2000 နှစ်ခုနှစ်က5 4 3ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့ဘောကနေတဲနဲ့3 4 4ချိန်ရေးလိုက်ပေါ့နော်ဒီမှာ5 4 3ကို3 4 5လို့သူကစောင်းလိုက်ရိုက်ပြီးတာပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီ ဒီမှာလည်းကျွန်တော်တို့ဒီ2020မှာလည်း480ကနေ480ဆိုတော့ကနေလည်းတင်းနဲ့3 4လေးချိန်ကြီးလိုက်ပါတော့ဒီမှာ3000လေးလို့480 3000လေးလို့လိုက်ပေးနေရပါတော့အဲ့လိုတွေသူကဇောင်းပေးနေရပါတော့ခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနားလေးမှာ break နှစ်နဲ့ဆိုရင်တော့ဒါနှစ်ထိပ်လေးလက်ရှိတယ် break နှစ်လေးလက်ရှိတယ်ဆိုတော့ကျွန်တော်တို့က6လေးနှစ်ဆိုတော့ကနေတင်းနဲ့3 4ဒီချိန်လေးမှာဒါ2 4 6ဆိုပြီးတော့ဒါကျွန်တော်တို့ ထိုးမယ်ဆိုတော့2လေး6ကလေးဒါထိုးတင်တယ်ပေါ့နော်အဲ့တော့ shift cut တွေကိုမိအထားကြည့်လိုက်ပေါ့နော်ဒီနောက်3ကတ်နဲ့ပဲတွားကြည့်လိုက်အောင်ပေါ့နော်နောက်3ကတ်မှာဘယ်လိုရိုက်နေလဲဆိုရင် तू က9ကြိမ်ရခဏဒီမှာကျွန်တော်တို့1 2 3 4 5 6 6ကြိမ်ရခဏပေါ့နော်အစားဖြစ်တော့6ကြိမ်ရခဏဟာဒီ2ဆုံးနှစ်ခုနဲ့10နှစ်ထမ်းမှာ ဒီ6ချိန်ရာကဏ္ဍပေါ့နော်6ချိန်ပြီးတော့ကျွန်တော်တို့9ချိန်ရာကဏ္ဍ9ချိန်ပြီးတော့10ချိန်ရာကဏ္ဍကိုကျွန်တော်တို့ကလိုချင်တော့ပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ကအဲ့လို2ဆုံးနဲ့ခုနှစ်ကကဏ္ဍ5ဆုံးနဲ့ခုနှစ်ကိုပေးတဲ့အချိန်မှာပေါ့နော်အစအဖြစ်ဒီ2ဆန်း3ဆန်းမှာဆိုရင်တော့ကျွန်တော်တို့ကဒီ6ချိန်ရာကဏ္ဍက1 2 3 4သူ့ရဲ့ဒီအပေါ်၄ချိန်ပေါ့နော်နှစ်နှစ်ချောက်ကိုစောင်းလိုက်ကတ်တယ်လို့ပဲပြောပဲသူကနေတိတိကျကျကြီးပြမှာဆိုရင်တော့သူ့ရဲ့အပေါ်နေ1 2 3 4 4ချိန်မြောက်မှာလိုက်ထွက်တယ်ပေါ့နော်ဒါကသူက6ချိန်မြောက်ကကဏ္ဍပေါ့နော်နောက်ထပ်2ဆုံးနဲ့2000 နှစ်ပြီးတော့2012မှာလည်းကြည့်လိုက်ပါဦးခင်ဗျာ6ကြိမ်ပြီးတော့ကျွန်တော်တို့ကဒီနားလေးမှာ1 2 3 4 5 6ခု9ကြိမ်ရကနေဟာ1 2 3 4သူ့ရဲ့ဇာသူ့ရဲ့အပေါ်ကနေ၄ကြိမ်ကြီးလိုက်ပေါ့နော်၄ကြိမ်ကြီးလိုက်ဒါမှမဟုတ်လဲသူ့ရဲ့နှစ်နှစ်ကျော်ပေါ့နော် သူကတော့တိတိကျကျဆိုရင်တင်းနဲ့တုံးလေး၄ချိန်မှဒီ480ဆိုတဲ့ခဏကို6ချိန်ရခဏပြီးတော့9ချိန်ရခဏကိုဒီနားလေးကိုလာဖို့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီချိန်မှာ6ချိန်ရခဏပို့ရမယ်ဆိုရင်တင်းနဲ့နှစ်ဆုံးတဲ့ခုနှစ်က6ချိန်ရခဏက9ဆုံးတဲ့ခုနှစ်ကိုပို့ရမယ်ဆိုရင်တင်းနဲ့3 4 5 6 9 8 6ချိန်ရခဏ6လေးနှစ်ဆိုတဲ့ခဏကိုဒီနားလေးမှာနှစ်လေး6ဆိုပြီးတော့ကျွန်တော်ပို့ချင်တာပေါ့နော်အဲ့တော့ဒီ cycle ကိုကြိုက်တယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့ယူသုံးလို့ရအောင်ပေါ့နော်နှစ် န်3တဲ့နဲ့2 4တဲ့လေးတော့ကြိုက်ပါခင်ဗျာနှက်ခွန်3လေးလဲအဲနှက်ခွန်3လေးကိုနောက်ထပ်ကျွန်တော်တို့ပြဖို့နှက်ကစီ cycling နဲ့ကျွန်တော်တို့ပြဖို့တကက်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ960ဆိုတဲ့ခဏရိုက်တယ်ပေါ့နော်960ရဲ့အပေါ်ကဒီ96ဆိုတဲ့ခဏသူ့ရအောင်မပြန်ကြပေါ့နော်ဒါနှက်ကစီကတော့ကိုင်းတော့ကိုင်းခဲ့ပါရဲ့နော်တော်တော်လေးတိုက်ဆိုင်တာနဲ့ဒီနှက်3ခွန်လေးကိုပြကျွန်တော်ပေါ့နော်960လို့ရိုက်တယ်ပေါ့နော်ကို60ရဲ့ပေါ့ခွန်96ဆိုတဲ့ကဏ္ဍကလည်းပြန်ကြလို့ရိုက်တယ်။အခွန်96ရဲ့စောင်းကဒီ9305ဆိုတဲ့ကဏ္ဍကလည်းပြန်ကြလို့ရိုက်တယ်။အဲ့လိုရိုက်ပြီးရတဲ့960မှာ ရဲ့ဘေးမှာ break နှဲ့လို့ထွက်တာပေါ့နော် break နှဲ့လို့ထွက်ပြရတယ်သူ့ရဲ့ဘေးနားလေးမှာ၃နှဲ့ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်ကျွန်တော်ပြန်ရှင်းပြမယ်နော်960ဆိုတဲ့ကဏ္ဍလေးထွက်တယ်သူ့ရဲ့အပေါ်ကဏ္ဍ960ဆိုတဲ့ကဏ္ဍပြန်ချလို့ရိုက်တယ်960ရဲ့ဆောင်းက935ဆိုတဲ့ကဏ္ဍလည်းအဲ့နှစ်ထဲမှာဒါပြန်ချလို့ရိုက်တယ်ပေါ့နော်အဲ့လိုပြန်ချလို့ရိုက်ပြန်တော့960ရဲ့ဘေးနားလေးမှာ break နှဲ့၈ခွန်ခွန်ဆိုတဲ့ break နှဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့ break နှဲ့ရဲ့ဘေးနားလေးမှာလည်းဒါ break နှဲ့ကဏ္ဍပြတဲ့၃နှဲ့ခွန်ဆိုတဲ့ကဏ္ဍလေး ထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့936လို့ထွက်ပြီပေါ့နော်နှစ်ကက်စီလေးပေါ့နော်ဒီ planner တစ်ချုံလုံးမှာသူကတူတာလည်းနှစ်ကက်ပဲရှိတယ်ပေါ့နော်နှစ်ကက်ပဲရှိတယ်နှစ်ကက်ပဲနဲ့ဒါပြလိုက်တာပေါ့နော်ကျွန်တော်တို့ကအမှန်ဆိုရင်တော့နှစ်ကက်စီကတုံတုံပြခဲ့ပါတယ်နော်အဲ့တော့ဒီမှာ936လို့ရိုက်ပြီးသူရဲ့ပုံ936ခုဆိုတော့ခဏသူရဲ့အောက်မှာဒါပြင်ချလို့ရိုက်ပြီပေါ့နော်ပြင်ချလို့ရိုက်ပြီးရင်တော့936ရဲ့အဆောင်းက ကိုတုံညာခွန်ရဲ့ဇောင်းပေါ့နော်ဇောင်းက6.6ဆိုတော့ကနလည်းသူ့ရဲ့အမ6.6နဲ့ဆိုပြီးတော့ဒါပြန်ကြရိုက်တယ်ပေါ့နော်သူ့ရှိကတည်းကကိုတုံညာ6ရဲ့ဘေးမှာလည်းဗရိတ်နဲ့လို့ရိုက်တယ်ပေါ့နော်ဗရိတ်နဲ့ရဲ့ဘေးနာလေးမှာမှသူ့ရှိကတည်းကနှစ်သုံးခွန်ဆိုတော့ကနလည်းပေးဦးမလားပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီသုံးနှစ်ခွန်လို့ပေးထားတယ်ပေါ့နော်ဒီမှာတော့နှစ်ခွန်သုံးလို့ကျွန်တော်ကထည့်ချင်တာပေါ့နော်နှစ်ခွန်သုံးလို့ကျွန်တော်တို့ဒီ9ထိပ်စီလိုင်းနေတယ်ပေါ့နော်9ထိပ်စီရဲ့ဘေးမှာဗရိတ်နဲ့9ထိပ်စီရဲ့ဘေးမှာဗရိတ်နဲ့9ထိပ်စီရဲ့ဘေးမှာဗရိတ်နဲ့ဆိုတော့ ဒါနှစ်ထိပ်စီးလေးနဲ့ပရိနေကနာ2.3လေးနဲ့ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့ဒီစနစ်ချလိုင်းလေးနဲ့ကြည့်မယ်ဆိုရင်တော့ဒါစနစ်ချလိုင်းမှာ6ချိန်ရကနာဟာသူ့ရဲ့အပေါ်ကနေ4ချိန်မှာဒါ light တက်ပေါက်တယ်ပေါ့နော်သူ့ရဲ့အပေါ်ကနေ10နဲ့3လေးနှစ်နှစ်ချသူ့ရဲ့အပေါ်ကနေရင်4လေးချိန်မြောက်ကလေးမှာဒါ light ပေါက်တယ်ပေါ့နော်6ချိန်ရကနာဒုတိယချိန်ကတော့ဒါ9 9ချိန်ရကနာပေါ့နော်နှစ်ဆုံးနဲ့9ချိန်ရကနာသူ့ရဲ့အပေါ်4ချိန် ရင်းလိုက်ပေါ့နော်ဒီနောက်လေးမှာလာပေါက်တာပေါ့နော်ခု၈ချိန်ပေါ့နော်သူရှိကတ်တိုင်ပြေးရုံမယ်ဆိုရင်တော့တင်း3လေးပေါ့နော်၄ချိန်မှာကျွန်တော်တို့ဒီ2 4 6ဆိုတဲ့ကဏ္ဍလေးဒါထိုးတင်ပါရယ်နော်ဒါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေတွေ့တယ်ဆိုရင် share လို့ရတယ်လူတွေက share ပေးကြပါခင်ဗျာဒါဒီထက်ကောင်းတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ share ထားတာလေးလည်းအများကြီးပါလားခင်ဗျာအချိန်ရရင်ရတယ်လို့ကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေဒါထပ်ပြီးတော့ဒင်းပေးပါမယ်နော်ပြီးကြလို့ရှိရင်လည်းကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ဒီ၄ခွန်ရှစ်အောင်ခဲ့တယ်ဒီနှစ်ထဲမှာ၄ခွန်ရှစ်အောင်ခဲ့တဲ့ site မျိုးပေါ့နော် လေးခွန်ရှင်အောင်ခဲ့တဲ့လေးခွန်ရှင်အောင်ခဲ့တဲ့စိုက်မျိုးလေးပေါ့နော်ဒီချိန်လေးမှာဒါတွေ့ထားပါရင်တော့တဲတဲ့ကွက်ဒါအုပ်ဖို့လဲရှိပါခင်ဗျာဘာပြပြအနားနေရင်တော့ဒါကျွန်တော်တို့ဒီကျွန်တော်ရဲ့ပညာကြီးလေးပေါ့နော်9000ထဲဒါစတေးရနေရနေစပြီးတော့ဒါလာရောက်ယူဆောင်လို့ရပါတယ်เนาะဒီချိန်မှာလည်းတေချာ share အုပ်ဖို့ရွေးထားတယ်ပေါ့เนาะ ဒါတကွက်ကောင်းလေးတွေကိုလည်းဒီချာချာထားတာလေးရှိပါတယ်เนาะလောလောဆယ်တော့ဒါကျွန်တော်တို့ရမ်းမဲရင်ရမ်းပေါ့เนาะချိုင်းနေတဲ့အင်လည်းတခြားဆရာလေးပြတဲ့ line လေးတွေရှိရင်လည်း over all all ပေါ့เนาะဒီ2.3နဲ့2.6ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်ဒါမက်တာလက်ဆောင်ဖြစ်တင်ပြလိုက်ပါတယ်เนาะကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025ခုနှစ်ချိန်မှာချေးရီစုများပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်เนาะ